ဘေကျင်းရဲ့ဉာဏ်တုထောင်လင်းဤပညာနဲ့အစစ်မြစ်တွက်ချက်မှုစွမ်းရည်တွေကိုနှောက်ယှက်ပေးဖို့အတွက်နောက်ထပ်စီးပွားရေးအဖွဲ့အစည်းဒါဇင်တချို့ကိုအမေရိကန်ကအင်္ဂါနေ့မှာကုန်သွယ်ရေးအမည်ပြစင်သွင်းလိုက်တယ်လို့ကုတန်ရောင်းဝယ်ရေးဌာနကပြောပါရယ်ဒီရေးယူဆောင်ရွက်မှုကြောင့်တရုတ်အာရဗ်စော်ဝါများပြည်တော်စုအီရန်တို့အပါအဝင်နိုင်ငံတွေကစီးပွားရေးအဖွဲ့အစည်းပေါင်း80ကိုထိခိုက်စေမှာဖြစ်ပါရယ် ဒီဖွဲ့စည်းတွေဟာအမေရိကန်မျိုးသား လုံခြုံရေးနဲ့နိုင်ငံခြားရေးမူဝါဒနဲ့ဆန့်ကျင်တဲ့ဆောင်ရွက်မှုတွေပြုလုပ်ခဲ့တာကြောင့်အခုလိုပိတ်ပင်ခဲ့ရတာလို့ကုသရေးဝန်ကြီးဌာနကအကြောင်းပြပါရယ်ပိတ်ဆို့ခံရသောအဖွဲ့အစည်းစင်းဆိုရာမှာထည့်သွင်းခံရတဲ့ကုမ္ပဏီတွေအနေနဲ့အစိုးရရဲ့ခွင့်ပြုချက်မပါဘဲအမေရိကန်ပစ္စည်းတွေနဲ့ဤပညာတွေကိုရယူခွင့်မရှိတော့ဘဲကန့်တတ်ခံရမှာဖြစ်ပါတယ် ကျွန်တော်တို့ရဲ့ရံဘတ်တွေကိုသူတို့စစ်တပ်တွေကိုစွန့်ဆောင်ရေးမြင့်အောင်လုပ်ဖို့အမေရိကန်ပြည်သူတွေရဲ့အသက်ကိုချိန်ချောက်ဖို့အမေရိကန်နည်းပညာတွေကိုအတုံးချခွင့်မပေးနိုင်ပါဘူးလို့အမေရိကန်ကူတန်းရောင်းဝယ်ဝင်ကြီးဟောင်းဝက်စ်လူနစ်ကကြေညာချက်ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ဒီလိုပြစ်မှတ်ထားပိတ်ဆို့ခံရတဲ့အဖွဲ့အစည်းစီးင်းမှာတရုတ်နိုင်ငံအခြေပြုကုမ္ပဏီ၁၁ခု ထိုင်ဝမ်အခြေပြုတစ်ခုလိုပါဝင်ပြီးသူတို့ကိုတရုတ်နိုင်ငံစစ်နဲ့စက်မှုလုပ်ငန်းကုမ္ပဏီစုကြီးများနဲ့နှီးကပ်တဲ့ဆက်ဆံရေးရှိတဲ့တရုတ်အခြေစိုက်သုံးစွဲသူတွေအတွက်အစစ်မြင့်ညင်တုဖွံ့ဖြိုးရေးလုပ်ငန်းတွေစူပါကွန်ပျူတာနဲ့စွမ်းဆောင်ရည်မြင့်ညင်တုချစ်စပြားတွေထုတ်လုပ်ရမှာပါဝင်တယ်လို့ဆွဆွဲထားပါတယ်သူတို့ထဲမှာဘေကျင်းညင်တူအကယ်ဒမီနဲ့ Inspu အုပ်စုရဲ့ကုမ္ပဏီခွဲတွေပါဝင်ပါတယ်။ တချို့အဖွဲ့အစည်းတွေကတော့လုံခြုံမှုမရှိတဲ့နျူကလ িয়ার လုပ်ငန်းတွေကိုကူညီထောက်ပံ့မှုဒါမှမဟုတ်တိုက်ချင်းပြစ်ဒုံးကျည်အစီအစဉ်တွေမှာပါဝင်မှုတွေကြောင့်ဒီစင်းမှာထည့်သွင်းခဲ့တာဖြစ်ပါတယ်။ ဒီလိုလုပ်ရတဲ့ရည်ရွယ်ချက်ကတော့အမေရိကန်နီးပညာနဲ့ကုန်စည်တွေကိုစွမ်းဆောင်ရည်မြင့်တွက်ချက်မှုတွေမြန်နှုံးလွန်ဒုံးကျည်စနစ်တွေစစ်လီရင်တင်နန်းပေးခြင်းတွေစတဲ့လုပ်ငန်းတွေလိုကိစ္စတွေမှာတလွဲအသုံးမပြုနိုင်ဖို့ဖြစ်တယ်လို့အမေရိကန်ကူတန်းရောင်းဝယ်ဝင်ကြီးဌာနဆက်မှုနဲ့လုံခြုံရေးဆိုင်ရာဒူဝင်ကြီး Jeffrey Katzala ကပြောပါတယ်။ အီရန်ကာကွယ်ရေးစစ်မှုလုပ်ငန်းနဲ့ဒရုန်းစီစဉ်တွေအတွက်အမေရိကန်ကုန်ပစ္စည်းတွေကိုဝယ်ယူဖို့ကြိုးပမ်းတာကြောင့်အီရန်နဲ့တရုတ်နိုင်ငံကအဖွဲ့အစည်းနှစ်ခုလည်းပိတ်ပင်ခံရတဲ့စီးရင်မှာပါဝင်တယ်လို့ကုသရေးဝန်ကြီးဌာနကပြောပါဗျာ။လောကမီဒီယာရဲ့ဆက်လက်ရည်တည်မှန်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Misima TV YouTube Channel မှာ Member ဝင်ပြည့်ချက်ကိုပြင်နိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါစေ။